မြန်မာနဝချင်းနယ်ကိုအစဉ်တစိုက်အားပေးနာဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလားကောင်းလေးတွေကိုနေ့စဉ်ရွေးချယ်တင်ဆက်ပေးနေပါတယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလားလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့နက္ခတ်ရှင်စောရနဲ့အိမ်မက်တရားအမျိုးတီဇလားအပိုင်းလေးကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါတယ်။ငထွားရဲ့လှုပ်ဆောင်ချက်ကအောင်မြင်ခဲ့လေတယ်။ ဂျေဝန်ဟာပြဝဲသားရုံစီမံကိန်းကိုအပီးတိုင်ရန်နာပေးလိုက်တယ်လို့အထွားလည်းဒီကိစ္စကိုအေးလူလူဖြစ်ရှိပေးနိုင်ခဲ့တဲ့အတွက်အလော်အမင်းစိတ်ချမ်းသာသွားခဲ့လေတယ်။ဒီတော့အတွင်းမှာလည်းမိုးကောင်းကဆိုင်ကိုမကြခဏရောက်ရောက်လာတတ်တယ်။တလခါကြပြီးတဲ့နောက်မှာတော့မိုးကောင်းဟာငါထွားရုပ်စီကိုရောက်ရှိလာပြီးညီထွားတရေတို့တခုပြောစရာရှိလို့ဗမာလဲကိုမိုးကောင်းမင်းတို့အင်ပြားရွာကမပြတ်စည်သေးဘူးတဲ့ ပြီးတော့မင်းတည်ထားတဲ့ဖျောက်ဒီနေ့တပေါင်းတော်မှာဖျောက်ပွဲတော်ကျင်းပဖြစ်မယ်တဲ့လေငါထွားရုတ်တရက်ဆိုတော့ဘာပြန်ပြောမှမသိဖြစ်သွားတယ်ကိုမုကဒါရီကိုခမရဘယ်ရပလို့များတိရတာလဲငါအရင်လှုပ်တဲ့လဝိယုံကတိရတာကွာအဲ့ဒီမှာလဝိပွဲလဲပါတယ်ဆိုလို့သူတို့ကတချင်ကကြားပြူနဲ့မင်းနဲ့ပွဲကိုတခုတ်တည်းကတက်ရှိကြတဲ့သူတွေဆိုတော့အင်များရဖျောက်ပွဲကိုမှတ်မိနေကြတာကွာ ဒါဆိုရင်အင်းမြရွာကပြစ်မသွားဘူးပေါ့အမန်တော့ငထွားရွာကိုပြင်ရောက်တဲ့အချိန်ပြပုံသာဖြစ်နေတဲ့ရွာကိုပဲမြင်တွေ့ခဲ့ရပြီးရွာအစ်တဲဘို့ပြစ်စီစူးစမ်းနေတဲ့သူတွေကိုမမြင်ခဲ့ရအောင်ရွာလူတွေကလည်းငထွားအောင်မမြင်ဒီမှာတင်လွဲကြောက်ခဲ့ကြခြင်းဖြစ်ပါတယ်အကယ်၍သာအဲ့ဒီတော့ကတစုံတယောက်သာငထွားအောင်မြင်မိခဲ့မယ်ဆိုရင်အင်းမြရွာကတစ်ဖက်ချက်မှာရွာအစ်တဲဖြစ်လိုက်တဲ့ငထွားရဝမ်းသာလိုက်တာဗျာ ငါထွားပြောပြောဆိုဆိုပဲစိုက်အတွေးဘက်ကိုဝမ်းသာအားရနဲ့ပြင်ဝင်သွားလိမ့်တယ်။တခဏမှကြတော့နှင်းပြူငချက်တစ္ဆာတို့လည်းအပြေအလွှာထွက်လာကုန်ကြတယ်။ကိုမကတကယ်ပဲလိုက်ရင်တကယ်ပါငန်းနမရေဒါဆိုဝမ်းသာလိုက်တာတော်မိသူမဆိုဇာတိချက်ကျွေကိုမမောတက်ကြတယ်မဟုတ်လား။အင်းများရမပြတ်စည်းသေးတဲ့အကြောင်းကြားသိမိရတဲ့အတွက်ငါထွားနှင်းပြူတို့မိသားစုအလွန်အမင်းဝမ်းသာလို့ကြတယ်။အချင်းမဲရွာကိုပြတ်မှုစီစဉ်ကြတော့တယ် အချိန်ကာလဟာပြည်မကြီးတဝိုက်မှာတော့ဘေးမရှိအေးချမ်းစာပြုတ်နေတဲ့အချိန်ဒါကြောင့်လဲသွားလာမှုအတွက် စီစဉ်ရတာအခက်အခဲမရှိခဲ့ဘူးဒီလိုနဲ့ငထွားတို့မိသားစုကနေ့ရက်မြကြပြီးတဲ့နောက်မှာတော့ယထာခိနဲ့ရွာအပြည့်ခီးကိုစတင်ခဲ့ပါတော့တယ်။စောရတယောက်နေမရှိလာမရှိကောင်းငင်ရင်ကြီးရဲ့အောက်ကတက်ပေချုံနယ်နဲ့အင်ဂျင်မရှိတဲ့ခွေးမြကြီးထဲမှာရက်နေမိတယ်။သူ့ကိုယ်သူဘယ်အချိန်ကလေးရက်နေပြီးဘယ်လောက်ကြာကြာရက်နေမိလဲဆိုတာမမှတ်မိ အဲ့ဒီခါရုတ်တရက်နားတဲ့စီကိုအသက်တချို့တုံးဝင်လာတယ်။ဆဆချင်းမှာတော့အတန်နေရမသေးခွဲဘူး။စောရအသေးချနားဆိုင်ထောင်ကြည့်တော့လိုက်ဟေးလိုက်ဟာအဲ့ဒီတခိုးကောင်ကိုလိုက်ကြစမ်းအတန်နေကိုတဲတဲခွဲခွဲကြရပါမယ်။အကောင်ထဲကိုတော့စောရမမြင်ရအောင်။မင်းအောင်လိုက်မင်းအောင်လိုက်ဟာအဟိတန်နေရကသူ့နဲ့နီးလာခဲ့လိပြီ။ဒါမဲ့အခုထိအကောင်ထဲကိုမမြင်နိုင်သေး။စောအအောင်မိရတယ်။ သူဟာအမြင်အာရုံထဲမှာတာမန်လူတွေထက်ပိုကဲတဲ့သူမဟုတ်လားတွေ့ပြီတွေ့ပြီအတန်သူ့ခြေထောက်တွေစီကထွက်ပေါ်လာတယ်စောကကြည့်ပြီးတော့ခြေထောက်နှစ်ဖက်ကြားထဲမှာလှုပ်ရှားနေတဲ့အရာလေးတွေအနိကငုံကြည့်လိုက်တော့ဖះဖះစောရအာအာတဲ့ရလုံးပြီးဖေနာရက်လဲကြလို့မတက်ဖြစ်သွားတယ်သူ့ရဲ့ခြေထောက်ကြားထဲမှာဒေါက်တာလက်နက်တွေကိုကိုက်ဆောင်ထားတဲ့လူကလေးတွေ အရွယ်အစားလက်သေးကုန်လောက်ပဲရှိပြီလိမ့်မယ်။ဒီလူလေးတွေကတော့ဒေါက်တာလက်နက်တွေနဲ့ထုံးညုံပြီးတော့တခိုးလိုပြောနေကြတယ်။ငါတခိုးမဟုတ်ဘူး။ဆောအဲ့လိုပြောလိုက်တော့လူသေးသေးလေးတွေကနားတွေပိတ်ပြီးရုပ်ရုပ်ရဲရဲဖြစ်ကုန်တယ်။ဆောရဲ့အတန်ကသူတို့အတွက်ကြင်လာလို့နေလားမသိ။တချို့ဆိုရင်ဒေါက်တာလက်နက်တွေကိုတောင်မှပြစ်ချပြီးတော့ထွက်ပြေးကြလေ။ဆောကဒီတွေကတယောက်တော့သူ့ကိုလက်နက်လှမ်းဖမ်းပြီးမျက်နှာအနားကိုဆွဲယူကြည့်လိုက်တယ်။ โอ้พะยาพะยาดะดะซออะမျိုးလုံးနေပြုတ်ထပ်သွားခဲ့တယ်ဒီလူဟာတစ်ချိန်တော့ငင်းနေတွေ့ပြီအပြာမန္တလေးကျုံကြီးရောခုံဖြတ်ကြော်စင်ကသူ့ရဲ့အနောက်ကိုလတ်လာကြတဲ့လူတွေတဲကတယောက်မမညာညာပြောရမယ်ဆိုရင်ငင်းရဲ့ဦးလေးတော်ဆက်တဲ့သူခမရဆောကအသက်ထွက်လို့ပြောလိုက်တယ်တစ်ဖက်ကလူကောင်တဲတဲလေးကနောက်တစ်ဖက်ကလက်နဲ့တွင်တွင်ပိတ်ပြီးအော်ဟစ်လေတယ် ပြောပါနဲ့အတန်ကြီးချေလုံလို့လို့ပါစောရလက်ရှိဖြစ်ပျက်နေရတွေကိုနားမလည်နိုင်ဖြစ်မိတယ်ရခင်ကလည်းအိမ်မက်များလားလို့ထင်မြင်မိတယ်ဒါပေမဲ့ဖြစ်ပျက်နေတဲ့အဖြစ်ပျက်တွေကအိမ်မက်လို့လုံးဝထင်မဲ့နေစရာရှိမနေအကောင်လုံးကပြန်လဲရှင်းလင်းပြီးအစည်းအဝေးတကြဖြစ်ပျက်နေတယ်အိမ်မက်ဆိုရင်တနေရာကနေတနေရာကိုစိတ်ရှိရာအတိုင်းအပြောင်းလဲမျက်လုံးတက်တယ်မဟုတ်လားခတ်ပြီး စောရရေရွတ်ရေအဲ့ဒီလိုအောက်စီအตาလေးချပေးလိုက်တယ်။အယောက်တာနဲ့ဒီလိုကစောရနဲ့ဝေးရောက်ကိုပြစ်ထွက်သွားခဲ့တယ်။ကျန်ရှိတဲ့သူတွေကိုတော့အရေးအောင်တော့မတွေ့ရတော့ဘူး။စောရတတိင်းကတော့အဲ့ဒီနေရာမှာရက်နေမိတယ်။ပြီးတော့ခြေဥတရာကို ခြေလောက်ထွက်ခဲ့တယ်။အချိန်တော်ကြာတဲ့အထိစောရသွားနေမိတယ်။ဒါပေမဲ့ခြေလောက်တွေကိုဘလို့ပဲဆက်လို့ဆက်လို့သွားနေပြီမဲ့စောရအတွက်တော့ဒီနေရာဒီဌာနကနေမရွေ့သလိုဖြစ်နေတယ် စောကဘာလို့ရမှန်းမသိတော့ဒါကြောင့်နေရာစီမှာထိုင်ချရင်မျက်စိအစုံကိုမှိတ်ထားလိုက်မိတယ်စောရဲ့အစီမှာတော့လူတွေများများစွာစူဝေးရောက်ရှိလာခဲ့တယ်အဲ့ဒီလူတွေရဲ့အလဲစီမှာတော့စောကဆက်ဆက်ကြီးဖြစ်နေပြီးစောရဲ့နဘေးစီမှာတော့ကိုဝေအရင်မှနဲ့ညရာငိုကြွေးနေတယ်အယူကြီးဖုံးမောင်ကတော့တားဖြစ်သူရဲ့ဖြစ်အင်ကိုမသိငပြောရိုးနဲ့ပြုတ်လုထားတဲ့တနက်နဲ့တဒဲနဲ့လမ်းလမ်းပြစ်ခတ်နေတယ်အဲ့ဒီအချိန်မှာပဲ ရွာထိပ်ဘက်စီအားလူတရအမောတကော့နဲ့အပြေးလွှားရောက်ရှိလာခဲ့တယ်။မငိမ့်မငိမ့်ဒီလိုကငင်းရဲ့နာမည်ကိုအော်ဟစ်ရဲ့လူအုပ်ကြားတဲ့စီအားနဲ့တွန်းထိုးတိုးဝင်လာတယ်။ငင်းကသူ့ရဲ့ဥရဖာရပြေးလာတဲ့အခြေအနေကြောင့်ငုံနေင်းကကြည့်ပြီးတော့ကိုရီးတောင်မငိမ့်ကိုထွားတော့မိသားစုရွာကိုပြန်လာတယ်ဗျ။ကိုရီးတောင်စီအားတွတ်တွတ်ချင်းပြောလာတဲ့စကားကြောင့်ငင်းပါဇက်အဟောင်းသာဖြစ်သွားခဲ့တယ်။မထွားဆိုတာက သူမရဲ့ခင်မုန်းတဲ့စောရမကြခဏပြုတ်ပြောနေတဲ့ကိုထွားပဲဖြစ်လိမ့်မယ်။ညင်ကကိုငတ်ထွားကိုတခါမှတော့မမြင်ဘူးခဲ့။ယခုတော့ခင်မုန်းတဲ့ကအိဆက်နေကနိုးမလာခဲ့တာ၃ရက်ကျော်၄ရက်တည်းရောက်နေပြီ။ဘာဖြစ်မှန်းလည်းမသိ။စေးစရော်တွေနဲ့ပြတာဆန်တက်ပြန်တော့လေ။ရိုးရိုးတက်တက်အိပ်ပျော်နေခြင်းရဲ့လို့ပဲပြောကြတယ်။အဖြစ်အုံမကျေနပ်တဲ့အတွက်စေးစရာ၃လရောက်ပြောင်းလဲပြီးတော့ဆန်တက်ကြည့်ပေမဲ့ဒီအဖြစ်ကြီးပဲဖြစ်နေတယ်။ဒီအတွက်ခင်မုန်းတဲ့အတွက်ကိုသူမအလွန်အမင်းပူဆွေးလွန်နေရတယ် အဲ့ဒီလိုအခိုက်အတန့်မှာပဲခင်မိုးတဲ့ရဲ့တချင်ကမိသားစုလိုတက်မှတ်နိုင်တဲ့ကိုငှထွားတော်မိသားစုပြန်လာတယ်ဆိုတော့သူမအတွက်အလွန်အားအသင့်စရာဖြစ်ရတယ်လို့အာယူနေလဲရရှိခဲ့လေတယ်။သူမကိုလေးလက်ဝင်နဲ့မဟုတ်လား။ငရဲ့အတွေ့တွေကတခဏအတွင်းရှုပ်ထွေးသွားခဲ့တယ်။ဒီခိုက်ကိုငှထွားတော်မိသားစုကအထုပ်ပိုးတွေနဲ့ဝိုင်းနေကိုဝင်ချလာတယ်။ရာသူရသားတချို့လည်းအနောက်ကနေလိုက်ပါလာခဲ့တယ်။ကိုငှထွားတော်ကစောရရဲ့တရင်ကိုကြားမိခဲ့တယ်ထင်ပါရဲ့။ နနာစီမှာစိုးရိမ်မှုတွေအထင်သာပေါ်လွင်နေတယ်။အရှိဆုံးကလူကောင်ထွားထွားနဲ့လှလာနေတဲ့သူကိုကိုငါထွားလို့ငြိမ်မှတ်ထင်မိတယ်။ဒီလိုကသူတကာထက်စိုးရိမ်စေပို့နေပြီးတော့လူအုပ်ကြရရနေအပြေလွှာတိုးဝင်ကစိုးရစီကိုရောက်ရှိလာတယ်။ရေစောဘလို့ဖြစ်ရတာလဲ။အိပ်ပျော်နေရကနေပြက်မနှိုးတော့တာအကို။ဒါနဲ့အကိုကအကိုကငါထွားပါ။ငါနှမကငြိမ်မဟုတ်လား။ငြိမ်ခေါင်းငြိမ်ပြလိုက်တယ်။ ငထွားဟာငင်းကိုစူးစမ်းတယ်လို့တစ်ချက်ကြည့်ပြီးတော့ဆိုးဟစီကိုပြက်ကြည့်လိုက်တယ်။ဒီခိုက်နောက်ထပ်တယောက်ကအပေါ်ထက်တက်လာတယ်။သူ့ရဲ့အနောက်မှာလည်းအသက်70နှစ်ရွယ်ကလေးတယောက်ကိုချီထားတဲ့မိမသားတယောက်နဲ့ကိုဝင်တဲ့မိမတယောက်လည်းလိုက်ပါလာခဲ့တယ်။သူတို့အားလုံးကိုအကဲခဲကြည့်ပြီးခင်မိုးတယ်ပြောပြဖို့တဲ့အမနှင်းပြူငချမ်းနဲ့တစ္ဆာတို့ဆိုတာကိုညမင်းနဲ့လူတွဲမိအောင်ကြိုးစားနေတယ်။ကိုထွားကိုစောဘလို့ဖြစ်တာလဲ။မေးသူကငချမ်း ိမ့်မှတ်သားထားလိုက်တယ်။ခဏလေးငါဆက်သက်ကြည့်အောင်မယ်။ငါထွားဟာစေပညာကိုသင်ကြားဘူးတယ်။ဒါကြောင့်စောအားရဲ့လက်တစ်ဖက်ကိုယူပြီးတော့သွေးခုန်လုံးနဲ့တခြားသောကိုယ်အပူရှိဆက်သက်မှုကိုလုံဆောင်လိုက်တယ်။ထူးခြားမှုတစုံတရာမရှိ။ဘာယောဂါမှမရှိပဲအိပ်ဖြော်နေတာလို့ဆရာတို့ကတော့ပြောတယ်။ငင်းရဝင်ပြောလိုက်တော့ငါထွားကခေါင်းကိုသာညှိပြီးစောအားရဲ့မျက်ခုံတွေကိုလှန်လို့ကြည့်လိုက်တယ်။တခြားလူတွေတော့တွေ့နိုင်မတွေ့နိုင်မသိဘူး။ စောအရဲ့မျက်ဝင်းထဲမှာအလုံးမသင်းငယ်တဲ့ပုံရိပ်တွေလှုပ်ရှားသွားလာနေတာကိုငထွားမြင်လိုက်ရတယ်။စောအစီမှာငကူကရှိနေတဲ့မျက်စံအတွေ့ကြောင်နဲ့ကလေးထန်နေတဲ့ပုံရိပ်ကထူးဆန်းစွာနဲ့ပြောက်ကွက်နေတယ်။ငထွားကျန်တဲ့မျက်ခုံတစ်ဖက်ကိုဖြန့်လှန့်ကြည့်လိုက်ပြန်တယ်။အဲ့လိုပဲ။အကိုအဆင်ပြေလားရေကိုကြီး။ညင်ရငထွားကိုအကိုတကြီးနဲ့အကိုကြီးဆိုတဲ့နန်းစားကိုတုံးလို့လိုက်တော့ငထွားကခေါင်းကိုအသာလေးရန်ကပြပြီး တာမမဟုတ်ဘူးတခုခုတော့ထူးခြားနေပြီကိုတို့ကဘလို့ထူးခြားလဲငါလည်းအသေးချမသိသေးဘူးငါချပုံမှန်မဟုတ်တာတော့သိကြတယ်ညီကငါထွားရဲ့စကားအစုံခင်မိုးတဲ့အတွက်စစ်ဘူးဘလုံးစွာနဲ့ဤကရင်ကိုချလိုက်တယ်မြင်းဖြူနဲ့တစ္ဆာညီရဲ့နဘေးတစ်ဖက်တစ်ချက်စီကို ရောက်ရှိလာပြီးတော့ညင်းကိုနှစ်ယောက်အတူတူဖေးမကြတယ်ငါထွားဟာညင်းရဲ့အဖြစ်ကြောင့်သူ့စကားလွန်သွားမဲ့တိလိုက်ပြီးမင်းနှမ ငါစကားပြောတာစောလင်သွားတာတိတ်ပြီးစိတ်မပူပါနဲ့မကြခင်တော့သူ့ပြန်ပြီးနိုးထလာပါလိမ့်မယ်တကယ်ပြောရလားအကိုကြီးငင်းကိုညာနေတာတော့မဟုတ်ပါဘူးနော်ငါမုဒဝါဒကံကိုတတ်တတ်တာရှောင်ရှားထားသူပါငါနမနေယုံကြည်လို့ရပါတယ်မထွားဟာသူမရဲ့ခင်မွတ်တဲ့လိုပဲမူသားအထိတ်ထက်ဆောင်းနာသူဖြစ်ကြောင်းငြိမ့်သိမိလိုက်ကအခုနောက်စကားပေါ်စိတ်ထဲယုံကြည်မိသွားရတယ်ခွားတွေလည်းတိုးလာသလိုခံစားလိုက်ရတယ် ငါထွားဟာစောရရဲ့ခြေလက်တွေကိုတက်တောင့်တက်တာရှိစီဖို့နေရာပြင်ဆင်ပေးလိုက်တယ်။ဒီခါအယူကြီးဥဖိုးမကငါထွားရဲ့အနားကိုရောက်လာပြီးတော့သူ့ရဲ့ငပြောတနက်နဲ့ထိုးထောက်ပြီးဒိတ်ဒိတ်ဟိဟိတေတေတော့ပြီတနက်မှပြီးတေတော့ပြီအယူကြီးဖိုးမကတားဖြည့်သူရဲ့ဖြစ်အင်ကိုနားမလဲသူစိတ်ထဲရှိတာကိုပဲလှောက်ဆောင်နေတယ်။ငချမ်းကငဲသူပြီးပြီး သူတကပူပန်နေတဲ့အချိန်မှာပျော်ရွှင်ခုန်ပေါက်နေတဲ့အယူကြီးဖိုးမောင်ကိုစိတ်ဆူသွားခဲ့တယ်။ဇောဟာကတော့သူ့အတွက်အချစ်အဆောသွေးတော်အကိုဆိုလည်းမမအောင်ငါချက်ငေါကနဲ့ထားလို့အယူကြီးဖိုးမောင်ကိုလှမ်းတော့လိုက်တယ်။ငါထွားကအလှေမြန်ထဆွဲလို့သာလက်သီးနဲ့ဆက်မထိုးလိုက်တာ။ဟဲ့လူကြီးခမရတရားလုံးသွားပြီ။ခမရလည်းမဆောင်။သွားဒီနားကနေသွားလိုက်တော့။ကိုချက်လူမနေပြီ။အဲ့ဒါအကိုရဲ့အဖေအရင် ရှုပ်ထွေးသွားတဲ့အချိန်တွေအတွက်ငင်းရထန်ရကနေပြောလိုက်တဲ့အချိန်မှာတော့ငချဲတင်မကငထွားနှင်းဖြူတို့ပါအာအာတိတ်ငိုကြရတယ်။ငိဘလို့အဲ့ဒါအကိုစိုးရရဲ့အဖေအရင်ခောက်ခောက်တို့သားအဖချင်းပြေဆုံးကြတာပြေဆုံးကလေးကအဖေကစိတ်မနှံ့ဘူးငိရှင်းလင်းပြောပြလိုက်တယ်။ငထွားတို့လည်းဘာပြန်ပြောရမယ်မသိတို့နဲ့စောကမစုံတဲ့ကာလတွေအရာရာကပြောင်းလဲခြင်းများစွာနဲ့ဖြစ်နေခဲ့လေပြီ။ သူသူငါ့ကိုတိုးနေသူငါ့ကိုတိုးနေအယူကြီးဖိုးမောင်ကငချမ်းကိုကြောက်ရွံ့တဲ့မျက်လုံးလေးနဲ့ကြည့်ပြီးပြောတာငိုလိုက်တယ်။ဦးဦးလေးဟိုကြောက်မှားသွားတယ်ဗျာ။ကြောက်မသိလို့ပါ။ငချမ်းအလှမြင်မဲ့တောင်းပန်လိုက်ပေမဲ့အယူကြီးဖိုးမောင်ကတော့လက်မခံ။ကြောက်စိတ်ကဲစွာနဲ့ငချမ်းကိုကြည့်ငိုယူကအနောက်ကိုဆုပ်လိုက်တယ်။ငါထွားဦးဖိုးမောင်စီကိုလှမ်းသွားကချုံမဖို့ကြိုးစားလိုက်တယ်။ဒါပေမဲ့ ငါထွားအောင်လဲဥဖိုးမှာငါအကက်မခတ်ငါ့ကိုတိုးနေတုံငါ့ကိုတက်တော့မလို့ငါငါချုပ်တယ်ဥဖိုးမှာငါငါချမ်းကိုစူးစိုက်ကြည့်ကပြောပြီးနောက်ခြာကနဲ့နေရာကနေပြတ်ထွက်သွားခဲ့တယ်ဥလိဥလိအဖေအဖေငါထွားတော့လှမ်းခေါ်ပေးမယ်ဥဖိုးမှာငါတော့ဘယ်သူခေါ်ခေါ်လှည့်လို့တောင်မကြည့်တော့ပဲလူတွေနဲ့ဝေးရဘက်စီကိုအတင်းငယောပြစ်ထွက်သွားခဲ့တယ်ညအချိန် ညနေနေပြီဆိုပေမဲ့ညင်းတို့ရဲ့အင်္ဂလိပ်စီမှာမီးရောင်ကရှိနေစေ။ညင်းဟာစောရနဲ့သူမရဲ့အကြောင်းဥဖိုးမောင်နဲ့ပြန်ဆောင်ရတဲ့အကြောင်းတွေအပြင်စောရဖြတ်တဲ့ကြုံတွေ့ရတဲ့သူမတိတလောက်အကြောင်းတွေကိုငထွားစီကိုပြန်လဲပြောပြလိမ့်တယ်။ငထွားကတော့စောရအတွက်သူမရှိရလေချင်းရဲ့လို့တင်းမိတယ်လို့ငချမ်းကလည်းအဲ့ဒီလိုပဲတွေးနေမိတယ်။တကယ်တော့အဲ့ဒီအချိန်တော့အလုံးအားတုပ်ပူကို့ပူတွေနဲ့ကိုစီကိုငါရုန်းကန်နေကြရတဲ့အချိန် ငါထွားဟာသူ့ရင်ထဲကအပူတွေကိုမှောက်ထုတ်လိုက်မိတယ်။ဆောရက အခုထိနူးမလာသေး။အိယာစီမှာဆက်ဆန့်ကြီးအိတ်ဆက်နေစေ။အကိုပြန်တော့နူးလာမှာပါနော်။ချုံရင်ချက်ဘာမှရှိမနေတော့သူ့နူးလာမှာပါ။ဆောရကဘာဖြစ်တာလဲအကို။တခုခုဖြစ်နေတာတော့အမှန်ပဲနှိပြူ။တာမန်မဟုတ်တာလဲသိကြတယ်။ဘာဖြစ်တယ်ဆိုတော့သူနိုးလာမှာပဲမိကြီးမအတိနိုင်လောက်မထင်နဲ့ခတ်တော့ခတ်ပြီနော်อืม တစ္ဆာကငါချက်ရနဘီစီမှာတုံလုံးလဲနေရကဒါနဲ့ငိမ့်ရှင်မိဖွားဘွားကဘယ်လောက်လို့သေးလဲလာမဲ့တကူးလောက်တည်းဖြစ်လိုက်မယ်ထင်တယ်တန်းလားလောက်ပဲလူတော့တာပေါ့ဟုတ်တယ်ဒါနဲ့တစ္ဆာကရောအတူတူလောက်ပဲဖြစ်လိုက်မယ်ဟုတ်လားတစ္ဆာနဲ့ငင်းရတက်တူရွဲ့တူอืมအတူတူမွေးကြမယ်ဆိုရင်တော့ညီမတော့ညီမနှစ်ယောက်နဲ့တူနှစ်ယောက်ကြာဗျာများနေရပြီထင်တယ်နော် ကိုယ်ရဲ့တဲ့နှစ်ယောက်ပြောတာကိုနှင်းပြွာကြားဝေပြောလာတယ်။အားလုံးစော့ရအတွက်ကြောက်ရွံ့နေတဲ့ပူပင်တော့ကတွေကြားစီရရီမောလိုက်ကြတယ်။ငိမ့်နဲ့သူမတို့ဟာတွေ့တာမတော်ကြပါပဲ။မိသားစုဆိုတဲ့အတီးဟာသူတို့ကို စီလုံးစီတယ်။ငါထွားအကြီးဆုံးဖြစ်ပြီးညီဖြစ်သူစော့ရအတွက် သူတို့ကထက်တော့ကပုံနေတာတော့အမှန်ပဲ။စော့ရကသူ့အတွက်တော့ရဲဘော်ရဲပတ်မဟုတ်လား။ငကနဲ့ခိုင်းကိုအတူဖြုတ်ခွင်းခဲ့ကြတယ်။ မဟာသူရဇမြို့တော်ကိုကေတင်ရတဲ့အချိန်မှလည်းအတူတူသွားခဲ့ကြတယ်။ငါထွားဒဏ်ရာအပြင်းထန်ရနေတဲ့အချိန်ဆိုဝါကအသက်ကယ်ပေးခဲ့တာတွေလည်းရှိခဲ့ဘူးတယ်။ငါထွားဆိုဝါရဲ့မျက်နှာကိုကြည့်လိုက်တယ်။ရှည်လျားတဲ့ဇပင်းတွေကိုဖြေချပြီးအိတ်ဆက်နေတဲ့ဆိုယားရဲ့အသင်က အပူပီးကင်းလွန်းနေတယ်။ဒါမဲ့ငါထွားသိမိနေတာကအိတ်ဆက်ချင်းရဲ့တစ်ဖက်စီမှာဆိုယားဘလို့အရာတွေကိုရင်ဆိုင်နေရလဲဆိုတော့ကိုမသိဘူး။ ဆောရအမြန်ဆုံးနိုးထလာပါစေလို့ငါထွားဆုတောင်းမိတယ်။အချိန်ကညနေတဲ့တော့ကိုပုံမွနဲ့လာတယ်။အဲ့ကြတော့လေမဆော့တော့အကိုပဲဆောက်အိတ်လိုက်မယ်။ကျုပ်လည်းဆောက်ယူပေးမယ်အကို။ရပါတယ်ငါချက်ရဲ။မင်းတို့အားလုံးခီးလေးပန်းလာကြရတာ။အကိုလည်းတူတူပဲလေ။ငါကမင်းတို့ထက်ခံနိုင်ပို့ပါတယ်ကွာ။ငါထွားပြောလိုက်တဲ့အခါမှာတော့ငါချက်ကရှိတယ်။အကွန်တက်လို့ထက်မှန်မပြောတော့။ကဲကဲတွားကြီးကြတော့ ကိုစီကောင်ကအဲ့ရစီဝင်မှုပြင်ကြတယ်။ညီထိုင်ရာကနေမထသေး။ညီမလေးညိတ်နင်းလဲသွားတော့လေ။အရှိရတွေတော့ကလည်းအေးအေးပြက်ခရရတယ်မဟုတ်လား။မိခင်လောင်ဆိုတာအေးအေးလဲဝဝလဲလဲအိတ်ဆက်ရမယ်လေ။အဖေပြက်မလာသေးလို့အကိုဥလိယအရင်ကရောအိမ်ကိုအမြဲပြန်လာတက်လား။ညင်းအตาရခေါင်းကိုရမ်းလိုက်တယ်။တခါတလေဆိုရင်တော့ပြက်မလာတက်ဘူး။ဖုန်ကြီးเจ้าမှာသွားအိတ်တက်တယ်။ ဒါဖြစ်ရင်တော့ဦးလျာဖုန်ကြီးကြောက်မှာပဲရှင်းနေမှာပါ။ဟုတ်ကဲ့။ကဲကဲ။ဒီညတော့နင်းမတို့နဲ့အိတ်လိုက်တော့နော်။ဟုတ်ကဲ့ကို။ငင်းကအနှင်းပြူတော့သားမေအိတ်ရစီကိုထွက်သွားတယ်။စောရရဲ့နဘေးမှာငါထွားတယောက်ပဲကြံ့နေရစ်တယ်။ငါထွားဟာခေါင်းအုံးကိုယူလို့ရင်းမင်းစီပိုက်ကတိုင်ကိုမှီလို့ထိုင်နေမိနေ။စောရကတော့အိမ်မောကြနေစေ။တအိမ်လုံးတိတ်ဆိတ်သွားခဲ့တယ်။တိုင်ကိုမှီမြစ်ဆက်လူအချိန်မှာ ငထွားရဲ့စိတ်တဲ့တစုံတစ်ခုအတွက်ထင်ငနဲ့ဖြစ်သွားရတယ်။ချက်ချင်းပဲမျက်လုံးဖွင့်ကြည့်ပြီးစောရကိုကြည့်လိုက်တယ်။စောရရဲ့မျက်နှာစီမှာချွေသည်ချွေပေါက်တွေကျစင်းနေတယ်။ဟင်။စောရငထွားအနည်းအားတပတ်ကိုယူပြီးတော့စောရကိုချွေတွေတုတ်တင်ပြလိုက်တယ်။ချွေတွေပြောင်းစင်သွားပြီးနောက်ငထွားစောရရဲ့ဖြစ်အင်ကိုတွေ့ပြီးစိတ်ထဲအတောကိုမကောင်းဖြစ်သွားတာမို့လက်တစ်ဖက်ကိုအားပေးသလိုဆုတ်ကိုင်ထားလိုက်တယ်။ဒီတခဏမှာတော့ငထွားရဲ့အသည့်တွေက ယုတ်ချီချာချာလဲထွက်သွားပြီးစိတ်အောင်ယုံမြင်ွင်းနေရနေရာတစ်ခုစီကိုလွင်ငနေဖြစ်သွားခဲ့တယ်။ဟာငါထွားအတိနဲ့ခန္ဓာကက်ကက်ချက်မှာမြင်လိုက်ရတဲ့အရာကစောအရဲ့အနောက်စီကိုကြွယန်းကြီးသုံးကောင်အတင်းငယောလိုက်လိုက်တိုးဝစ်ခတ်နေတယ်။စောအကလည်းအဲ့ဒီကြွယန်းကြီးသုံးကောင်ကိုတံပြန်တုတ်ပြန်မှုမလုပ်နိုင်။ရှောင်းရင်တင်းရင်သာပြေးလွှားနေရတယ်။ငါစောငါလာပြီ။ငါထွားအော်ဟိတ်ရင်စောအနဲ့ကြွယန်းကြီးတွေရဲ့ဂျာစီကိုခုံဝင်ကား ခန္ဓာကိုယ်နဲ့စိတ်ဆရာခွန်အားမှန်သမျှစုစည်းပြီးတော့ဥဆုံးပြေးလာတဲ့ကျွေးရည်ကြီးရဲ့ဥကောင်းကိုလက်သီးနဲ့ပြစ်ထိုးချလိုက်တယ်။အုံငနဲ့အတန်ကြီးနဲ့တူကျွေးရည်ကြီးကခွေကနဲ့လဲကြပါခဲ့တယ်။ကျွေးရည်ကြီးရဲ့ဖြစ်အကြောင်းကျဲနဲ့ကျွေးရည်ကြီးနှစ်ကောင်ကငထွားစီကိုဥတီလှဲ့လာတယ်။အရင်ဆုံးတစ်ကောင်ပြေးဝင်လာတယ်။ပထမအနည်းအတတ်မယ်။ငထွားရဲ့လက်သီးထိုးချက်ကြောင့်ကျွေးရည်ကောင်လဲပြန်တယ်။တစ်ကောင်မဲကျန်တော့တယ်။ငထွားအဲ့ဒီတစ်ကောင်ကိုမျက်နှာမူပြီးတော့ကျွေးရည်က ငါထွားကိုရှူတီတီဖိဆောင်ဆောင်နဲ့ကြည့်လိုက်တယ်။လာလေကွာ။ငါထွားဆိတ်ခေါ်လိုက်တဲ့အချိန်မှာကျွဲငါခွာကိုတဖြောင်းဖြောင်းနဲ့ခတ်လိုက်တယ်။ငါထွားလည်းအသိပြင်ထားလိုက်တယ်။ဒီခိုင်ကျွဲရန်ကြီးကထင်မှတ်မထားတဲ့အပြုတ်မှုကိုပြုတ်လုလိုက်တယ်။အနောက်စီကိုခြာနဲ့လှဲ့ကနေရာကနေခြေကုန်တုပ်လို့ပြေးလိုက်တော့တယ်။ငါထွားကျွဲရန်ကောင်တွေကိုအာယုံမထားတော့စောဝါရှိရာစီကိုအပြစ်သွားလိုက်တယ်။စောဝါတရားမောပန်းလွန်စွာနဲ့လဲချနေတယ်။ငါထွားစောရောက်ကိုဆွဲထုတ်လိုက်တဲ့အခါ စောရငထွားကိုမြင်လိုက်ရတော့အလွန်အမင့်ဝါသာသွားခဲ့တယ်။ကိုထွားစောကလက်တစ်ဖက်ကိုကမ်းပြီးလာတော့ငထွားကလှမ်းဆက်လိုက်တယ်။အဲဒီခဏမှာတော့သူ့ရဲ့ပဝင်းကျင်ကတသက်ခါအောင်လဲထွက်သွားခဲ့တယ်။ပရိသတ်များရှေ့နက်ခတ်ရှင်စောကနဲ့အိမ်မက်တရားအမျိုးတည်းအပိုင်းလေးရတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတင်ရှိသလား။ဆိုင်ရေးဆရာနောင်ယိုးစေးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်။ ဒီဇလာလေးကိုတိဆက်ပြီးခဲ့တဲ့သူကတော့ကျမတကူးမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာဝရပတ်စားနိုင်ကြပါစေရှင်။